ငပိနေတာဆိုသမင်းအိုးချက်လက်ကုံတထိုင်နဲ့အပီဆွဲသူတွေအတွက်ငရုတ်တိဆက်ဆက်တငင်းတိမိခင်နဲ့မှုမွေနဲ့ပင်လဲစာငပိဖြော်ရည်လေးရဲ့ပင်စိမ့်နဲ့လေးသင်းနေရဲ့တောတလိငပောင်းတို့တိုးစရာအစုံနဲ့ဒီနေ့သမင်းမဲ့မိန်ဆားမှာပဲဖြစ်ပါတယ်ဟဲ့မင်းဇီယာနေဖေတုံးမပြန်ရောက်တာလေအခုပဲပြန်ရောက်တာလေဟုတ်ဒါနဲ့မင်းဘာဝယ်ခဲ့ရလဲဟာကျွန်တော်ဒီနေ့က ပင်လေသာငပိရေလေးချက်မှာဆိုတော့ငပိရောပြီးတော့ပင်လေသာရောပြီးတော့တိုးစရာလေးဝယ်လာခဲ့လေဟင်းဒါနေ့မင်းကဟင်းမချက်သေးဘူးလားဟာအခုမှပြရတာခင်ဗျခဏနားပြရစီအောင်ဟာအေးပါကွာဒါနေ့မင်း fiber တုံးနေလို့မေးအောင်မယ် fiber မှာကွာဈေးစားနဲ့ကျွင်းရင်လေ sticker ဟောင်းနေပို့နေရရိုးလာလို့လေအစ်စ်လေးပါလေးမရှိဘူးလားဟာရှိရပါကျွန်တော်ခုရက်ကမှ fiber ကနေ download လုပ်ထားရအတန်ရဲ့ချစ်ပုံကောင်းတဲ့တိုးတိုး sticker လေးရေလေ အဲ့စီကလေးကပုံစံလေးကချစ်ဖို့လည်းကောင်းတယ်လို့တောင်းရလေလုံးဝအလန်းစားအမိုက်စားလေးဟာဟုတ်လားပြီးတော့ဒီအတန်ရဲ့ချစ်ချက်စတေကလေးတွေကိုဒေါင်းလုဒ်ဆွဲလိုက်ရုံနဲ့ဖုန်းပေအကြောင်းငါကတိတိကိုလည်းကန်ဆယ်မဲ့ဖောက်ပေးရမှာဟာမိုက်တာပေါ့ဟာအခုကကျွန်တော် link ပို့ပေးလိုက်မယ်အဲ့ link ရဲ့ post လေးကိုအတန်ချစ်ချက်ဆိုရဲ hashtag လေးနဲ့ public share လုပ်ပြီးတော့ဖုန်းပေကိုကန်ဆယ်လိုက်တော့လေအော်အေးအဲ့တော့ကျွန်တော်ကဒါ Viber မှာစတေကအမိုက်စားလေးတုံးရင်ဖုန်းပေလေးရဘလောက်တော့မိုက်လဲနော်ငါအခုပဲဒေါင်းလုဒ်ဆွဲပြီးလုထားလိုက်တော့မယ်လေအေးပြီးအလုထားလိုက်ကျွန်တော်ကဟင်းချက်ဖို့တော့ပြင်လာမယ်နော်အေးအေးအေး ပို့ပေးလိုက်မယ်နော်โอเคအဲ့တော့ငပယ်လေးတွေကိုအပေါ်ကအခြေကုန်လေးပြောက်အောင်လို့ဒီလိုလေးပို့ပြီးဆေးလို့ရပါတော့ဟုတ်ကျွန်တော်ဒါငပိရည်လေးကြုံရပါတော့။အဲဒါငပိရည်လေးကိုနည်းနည်းလေးပြစ်သွားအောင်လို့ဖတ်တင်ထားလိုက်အောင်မယ်။ ပီလေးဖြော်ဖို့ကြောက်ကိုပင်လယ်စာလေးကင်ထားလိုက်ပါမယ်အိုးပူလာပြီဆိုရင်ကျွန်တော်စီလေးနည်းနည်းထည့်ပါမယ်။ဒါမြေုပ်တီးကြက်တုံကြီးလိုအနံ့မှုရအောင်လို့စီလေးနည်းနည်းတက်လိုက်ပါမယ်။နေစာလေးထည့်ပါမယ်။အနံ့လေးပူမှုရပါတော့ကြွားလေး။ နောက်မှာကျူထားရင်ငပိရေးလေးထည့်ပါမယ်ကဲဘောအယောင်လေးပူလှအောင်လို့မြုပ်သီးတောင်လေးထည့်ထားလိုက်ပါမယ်မြုပ်သီးကြက်မှုလေးပါထည့်ထည့်ထားပါရဲ့ကဲအခုတော့ကျွန်တော်ကပင်နေစားငပိရေးလေးရပါပြီလုံးဝအနက်မှုမွေးနဲ့အရင်စားကြည့်နေကြပါမယ်လုံးဝရှေ့ပြီပေါ့နော်ပဲလေးကိုအလားတမှုနဲ့ထိုင်းကပြည့်လေးထည့်ထားပါမယ်။ ဖက်ရွက်လေးတဲ့ကိုအရသာနေထားတဲ့ငါးလေးထည့်ပါမယ်။အစပလင်းရှောင်းထည့်ပါမယ်။အင်းပင်စင်းလေးတွေထည့်ထားလိုက်ပါမယ်။အလူထုတ်ပါမယ်။ကဲဘောထုတ်ထားတဲ့ဟာလေးကိုတန်စကားပေါ်ထည့်လို့กินပါမယ်။ကျွန်တော်ဒီနေ့ကတော့ပင်လယ်စာငပိကို special ုံးဝဆက်ဆက်လေးကျွန်တော်လှုပ်ထားပြီးတော့ဒီဘက်ကတိုးစရာအစုံရယ်ပြီးတော့မှဟင်းညို့လေးရယ်ပြီးတော့ဒီမှာငပေါင်းတုပ်လေးနဲ့ကျွန်တော်ဖန်တီးထားပဲဖြစ်ပါတယ်လာတော့ဆောက်ကိုလည်းဖိတ်ခေါ်ပါရယ်ဗျာစပြီးဆွဲရအောင်နော်အရင်လည်းပိုက်စားနေတာပြီအခုကငပီလေးထည့်ပါမယ်ငပီရတဲ့အဲ့လိုဆက်ဆက်လေးနဲ့ပြည့်နှစ်နေအောင်စားကျင်တာပါနော်ငပီရလေးနေပါမယ်ရှိုးလိုက်ပါမှာကျโอ้ยเอ้ยมาปิ๊บๆ 那个比作是哦，老天你还没记得家吧？哦，我比这比你点呗，我四十来年，最近老多边来烧哦，跟年底都爱烧哦，米泡比较天天下家，那里没有呗，呗？ ိုးစရာလေးကိုငပိလေးနဲ့မြှုပ်ပြီးဆွဲမယ်ဟွန်းသမားရွက်လေး ကဲအကူကတော့ပင်လယ်စာငပြည့်ရင်လည်းသမီးအားပါစားပွားရေးဆိုတော့ကျွန်တော်ဟင်မချက်ခင်တော့ကကင်မရာမန်ကိုပြပြနေရဲ့အတန်ချစ်ချက်စတေကာလေးအကြောင်းပြပြပေးပါမယ်။အတန်မြဲချစ်ဖို့ကောင်းတဲ့တိုတိုစတေကာလေးတွေကို Viber မှာ download ဆွဲလို့ရနေပါပြီနော်။အဲချစ်စရာကောင်းတဲ့အတန်ချစ်ချက်စတေကာလေးတွေကို download ဆွဲလိုက်ရုံနဲ့ဖုန်းပေအကြောင်းကတိတိကိုလည်း cancel မဲ့ဖောက်ပေးတော့မှာမဟုတ်လို့ကွန်မန့်မှာချပေးထားရဲ့ link ရဲ့ post ကိုအာ #attan chitchat ဆိုပြီးတော့ public နဲ့ share ပြီးတော့ပါဝင်ကန်ဆန်းလို့ရပါရဲ့နော်အဲ့တော့ကျွန်တော်လည်းဒါပါဝင်ကန်ဆန်းထားပါလေမိုက်စာ attan chitchat stick ကလေးတုံးပြီးတော့ form လေးလည်းကန်ထူးကြပါစေနော်ကျွန်တော် video ကျွန်တော်ဒီမှာပဲဆုံးသက်လိုက်ပါမယ်နောက်လည်းကျွန်တော်ဘလို့ပုံစံလေးချက်ပြစားပြအောင်လဲဆက်လွန်ကြည့်ပါဦးတဒါ